โอเคအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကဒီ Afflic program ဆိုတော့ဘာပြောလဲပေါ့နော် Afflic လို့ဖတ်လဲဖတ်မယ်ဘာမဟုတ်လဲအာသူများတွေဘလို့တန်ထွက်လို့မသိတယောက်နဲ့တယောက်တန်ထွက်ပုံချင်းတော့တူမှာမဟုတ်ပေါ့နော်အာကျွန်တော်တန်ထွက်တာမားကောင်းမားနိုင်တယ်ဒါကျွန်တော်ကတော့ Afflic လို့ဖတ်တယ်ပေါ့နော်ဒီမှာဒါတွေ့ဟွာဒီကောင်လေးပေါ့နော်တွေ့စလုံးပေါင်းကဒီနာမှာ Afflic marketing ဆိုတာအဲ့ဒီ Afflic program ဆိုတာက အာကျွန်တော်တို့ဘာကိုပြောလဲဆိုတော့ကျွန်တော်တို့အာရာခိုင်နှုန်းနဲ့ရာခိုင်နှုန်းနဲ့ပတ်စံရတာကိုပြောတာရာခိုင်နှုန်းနဲ့ဆိုတာကော်မရှင်စားလို့ပြောလို့ရတယ်ဗောနော်ဒါဒါ platform တော်တော်များများမှာဒီ program ကိုထည့်ထားပေးကြတယ်ဗောနော်ထည့်ထားပေးကြတယ်အဲ့ Affiliate program ရဲ့အားတာချက်ကဘာလဲဆိုတော့နှစ်ဦးနှစ်ဖက်အကျိုးရှိဘယ်လိုနှစ်ဦးနှစ်ဖက်အကျိုးရှိလဲဆိုတော့ကျွန်တော်ပြောပြမယ် အာဆိုတော့ကျွန်တော်မှာထောက်ကုံတစ်ခုရှိရပါတော့ကျွန်တော်မှာ platform တစ်ခုရှိရအာမိတ်ဆွေကကြတော့ platform မရှိဘူးမိတ်ဆွေကကြဒီတိုင်းပုံမှန်တန်မှန် user ပဲဒါပေမဲ့မိတ်ဆွေကပတ်စံရှာခြင်းတယ်ပတ်စံရှာခြင်းတော့မှအာရိုးရိုးရှာခြင်းတော့မဟုတ်ဘူးရိုးရိုးရှာခြင်းတော့မဟုတ်ဆိုတော့အာကျွန်တော်နမူနာပြောပြမယ်ကျွန်တော်မှာ ping reward ဆိုတဲ့ platform ရှိရအဲ ping reward ကနေပြီးတော့မှမိတ်ဆွေကရိုးရိုးတန်မှန် user တယောက်အနေနဲ့ဆိုလို့ချင် test တွေလုပ်ပြီးတော့ပတ်စံရမယ် test တွေလုပ်ပြီးပတ်ဆိုင်ရမယ် point တွေပြေးပါပတ်ဆိုင်ရတာအဲ့ဒါကြောင့်ဒါပေမဲ့အဲ့ပတ်ဆိုင်ကနည်းတယ်မိတ်ဆွေ test တစ်ခုပြေးရဆိုအလွန်ဆုံးရမှ9000ပေါ့မြန်မာငွေနဲ့ပြောတာပါမြန်မာငွေနဲ့9000ရနိုင်တယ်ဒါကအလွန်ဆုံးပေါ့နော်တကယ်လို့ကျွန်တော်ရှင်မှာမိတ်ဆွေကနည်းနည်းပို့ပြီးတော့အားစိုက်ထုတ်ပြီးတော့ Afflick program တစ်ခုကို join လိုက်တယ်ဆိုလို့ရှင်ကျွန်တော်ရှီကအာဒီ customer တွေရဲ့လာအပ်တဲ့ order ကနေပြီးတော့မိတ်ဆွေကအဲ့တဲကကျွန်တော်ပေးတဲ့ရခိုင်တော့မဟုတ်เนาะကျွန်တော်က အာ30ရာခိုင်နှုန်းဆိုမိတ်ဆွေ30ရာခိုင်နှုန်းရမယ်10ရာခိုင်နှုန်းဆိုမိတ်ဆွေ10ရာခိုင်နှုန်းရမယ်အဲ့ဒါကပတ်စံပို့ပြီးတော့များများရတယ်ဗောနော်ဒီတိုင်းပုံမှန် user test တွေလုပ်ပြီးတော့တုံးနေတဲ့ user တွေတက်စာလို့ရှင် upgrade program ကို join ထားတဲ့လူကအဲ့လိုမျိုးအာပြောရရှင်ကျွန်တော်နဲ့လုပ်ငန်းတူတူလုပ်သွားတဲ့လုပ်တဲ့လူလို့ဖြစ်သွားတာဒါကျွန်တော်ရဲ့လုပ်ငန်းမှာကျွန်တော်က ကိုပါတာကိုလုံနေတာမျိုးမဟုတ်တော့ဘဲနဲ့မိတ်ဆွေရဲ့အကူအညီကိုယူပြီးရောမိတ်ဆွေကကျွန်တော်ရဲ့လုပ်ငန်းကိုပါဝင်ကူညီတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကမိတ်ဆွေကိုယာကင်တုံးနဲ့ခွဲပေးရအဲလိုမျိုးရှယ်ယာပေါ့နော်ရှယ်ယာတဘောမျိုးဖြစ်သွားတာအဲ့ဒါကို Afflick program လို့ကျွန်တော်ကပြောတာဒါကကျွန်တော်နားလည်တယ်လို့ရှင်းပြတာအာတကယ်ဆရာဆရာကြီးတွေဆရာဆရာကြီးတွေရှင်းပြတာကပို့ပြီးတော့ထိရောက်လိမ့်မယ်ဒါခု loss ဆယ်မှာကျွန်တော်ပြောတဲ့ဟာတွေကကျွန်တော်နားလည်ထားတဲ့ပုံစံအတိုင်းကိုကျွန်တော်ရှင်းပြပေးတာ โอเคဒီနေ့ကျွန်တော်အဲ့ဒီ Afflict program အကြောင်းကိုနည်းနည်းအာနည်းနည်းပြောမယ်ဆိုတာတဲ့အဲ့ဒီ Afflict program join လို့ရတဲ့ platform တစ်ခုကိုကျွန်တော်မိတ်ဆက်ပေးမယ်အဲ့ဒီ platform ကကြတော့ဒီမှာ Mindlast လို့ခေါ်တာပေါ့နော်အဲ R E A D Lat လို့ဖတ်မလား Mindlast ပေါ့နော်အဲ့လိုဖတ်မလားမသိဘူးပေါ့နော် ဟာမိတ်ဆိုတို့ဒီ platform လေးကိုရှာလိုက်ပါ Google မှာတကယ်လို့ရှာလို့မတွေ့ဘူးဆိုရင်ကျွန်တော်ဗီဒီယိုရဲ့အောက်မှာ link ပေးထားမယ်။နောက်တစ်ခုပြောချင်တာကဒီဗီဒီယိုကမိတ်ဆိုလွယ်လွယ်ပတ်စံရနိုင်တဲ့ဗီဒီယိုတော့မဟုတ်ဘူး။မိတ်ဆိုရဲ့စ조사အားထုတ်မှုတစ်ခုခုရှိမှဒါလည်းပတ်စံရနိုင်တယ်။ဒါပေမဲ့ကျွန်တော်ပြောနိုင်တာကဒီနေရာကနေပြီးတော့မိတ်ဆွေရဲ့စ조사အားထုတ်မှုကနေပြန်ရတဲ့ပတ်စံကမိတ်ဆွေဒီတိုင်း gain တွေ short video တွေကြည့်ရကနေရတဲ့ပတ်စံတဲ့အများကြီးပိုတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြမယ်။ဒီ commission က ဒီကနေရတဲ့ commission ခပါနော် commission ကတော့ပေးတာတော်တော်များတယ်တချို့ဟာတွေက10ဒေါ်လာ9ဒေါ်လာ8ဒေါ်လာတချို့ဟာတွေတော့ဒီပြားစီလေးနဲ့ပေးတာရှိရပါနော်0.90အာဒေါ်လာအလောက်တော့ပေးတာရှိရပါနော်ဒီမှာကျွန်တော်ပြမယ်ဒီ Affiliate Program ဘလို့ join ရလဲဆိုတော့ဘာမှလုံးဆရာမလို့ဒီကနေပြီးတော့သူတို့ရဲ့ offer text လေးတွေကို link ယူပြီးတော့မိတ်ဆွေကအာ publish တဲမှာ like ပြီးတော့ချရုံပဲပါနော်ဒီမှာကြည့်လိုက် ဒီတဲ့ဝင်လာပြီဆိုလို့ရှိရင်ဒီ platform တဲ့ဝင်လာပြီဆိုလို့ရှိရင်ဒီမှာ true ဆိုတဲ့ဟာလေးရှိရဲ့ဒီ true မှာအများကြီးလုပ်လို့ရတယ်ဒီမှာ smart link တွေတွားယူလို့ရတယ်နောက်ပြီးတော့ hide link တွေတွားယူလို့ရတယ်နောက်ပြီးတော့မိတ်ဆွေကတကယ်လို့အာ programming ကိုကျွမ်းကျင်တယ်ဒါမှမဟုတ် website တခုခုရှိရဲ့အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့ website မှာလာပြီးတော့ဒီ platform ကနေပြီးတော့မှာမနော်ဒီ platform ကနေပြီးတော့ task တွေကိုမိတ်ဆွေကမိတ်ဆွေကလာပြီးတော့ join ကျင်တယ်အာဆိုလို့ရှိရင်လည်းဒီမှာ offer well ဆိုတာ offer well reward ဆိုတာရှိရယ်အဲ့ဒီ offer well reward ကဘယ်လိုလုပ်လဲဆိုတော့မိတ်ဆွေရဲ့ platform တစ်ခုရှိရယ်ဆိုတော့ဗျာမိတ်ဆွေမှာ website တစ်ခုရှိရယ်ဆိုလို့ရှိရင်ဒီမှာလာပြီးတော့ ATT offer well reward ဆိုတဲ့ program လေးကို join လိုက်တယ်နှိပ်လိုက်တယ်ဆိုလို့ရှိရင် tool အစင်းစင်းဆက်ပြီးတော့လောက်သွားရုံပဲပေါ့နော်ဒီမှာကျွန်တော်နမူနာလေးပြလိုက်မယ်အဲဒီမှာ မိတ်ဆွေရဲ့ offer ဝဲ type ပေါ့နော်နိုင်မယ်နာမည်လေးထည့်မယ်နောက်ပြီးအခါကျရင်ဒီမှာမိတ်ဆွေရဲ့ link လေးထည့်မယ်နောက်ပြီးအောင်ရှင်မိတ်ဆွေလိုချင်တဲ့ country ဘာညာ quick quick ထည့်မယ်ပြီးလို့ရှင်မိတ်ဆွေလိုချင်တဲ့ personal တွေထည့်မယ်ပြီးတော့မိတ်ဆွေရဲ့ဟာက iOS လား Android လား Wolf လားဆိုတာရွေးမယ်အာနောက်ပြီးတော့ကကြမိတ်ဆွေလက်မခံတဲ့ဟာတွေဒီမှာ session plug content ဥစားတွေ component တွေမိတ်ဆွေလက်မခံချင်ဘူးဆိုရင်ဒါဖြုတ်ထားလို့ရတယ်ထည့်ချင်တယ်ဆိုရင် plug အမှန်ချက်လေးလောက်ထားလို့ရပြီးလို့ရှင်တော့ဆက်ပြီးတော့ join သွားရုံပဲပေါ့နော်ဒါမိတ်ဆွေရဲ့ website တစ်ခုခုရှိရဆိုရင်ပြောတာပါတကယ်လို့ website မရှိဘူးဆိုတော့ကျွန်တော်တို့ကအလွယ်ဆုံးနည်းဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ကရှိပြီးသား marketplace ကိုတွောင်းမယ် affiliate market ဆိုတာရှိရ marketing ဆိုတာရှိရပြီးရင်ဒီမှာကျွန်တော်တို့က affiliate component ဆိုတာလေးနေလိုက်နေလိုက်တယ်ဆိုလို့ရှင်တခါတည်းနဲ့ join လို့ရတဲ့ program တွေဒီမှာရှိပြီးသားပေါ့နော်ဒီမှာ ဒီမှာမှမိษွေကဒီလိုတွေ့ရလင့်ကိုရှောက်မှမယူပါနဲ့ဘာလို့လဲဆိုတော့မိษွေတာဂတ်ထားတဲ့နိုင်ငံတစ်ခုခုအရင်ရွေးမှယူရမယ်နိုင်ငံတာဂတ်ထားတဲ့နိုင်ငံကိုတခုခုပေါ်တော့နိုင်ငံတခုခုမိษွေကတာဂတ်အရင်ထားလိုက်ပြီးသွားတဲ့ခါကျရင်အဲ့ဒီနိုင်ငံနဲ့တက်ဆိုင်တဲ့လင့်ကိုယူယူပြီးရရှင်မိษွေကအဲ့ဒီနိုင်ငံကလူတွေကိုလိုက်ချရမှာနော်ဆိုတော့ကျွန်တော်နမူနာလေးပြလိုက်မယ်ဒီမှာ ဒီဥစ္စာကကြတော့မိတ်ဆွေဒီမှာကြတော့အကုန်လုံးထားရင်လည်းရတယ်ဒါမှမဟုတ်မိတ်ဆွေကြိုက်တာထားအ deep link ဆိုတာရှိရယ် panel ဆိုတာရှိရယ် smuggling ရှိရယ်မိတ်ဆွေကြိုက်တာလုံးကျွန်တော်တို့အကုန်လုံး all ဆိုတာရွေးရေးထားလိုက်တယ်နောက်ပြီးတော့အကကြရင်ဒီမှာဒီကောင်ကကြတော့မိတ်ဆွေဘာကိုရွေးမှာလဲ beginner လား new လား live လား recommended လား top လားမိတ်ဆွေကြိုက်တာရွေးလို့ရတယ်ကျွန်တော်တို့ all ပဲထားလိုက်မယ်ဗောနောပြီးရင်ဒီမှာလာခဲ့ ဒီနားမှာကြတော့ဒါကကြတော့ category ပေါ့နော် category မှာကြတော့မိတ်ဆွေရွေးစရာလိုသွားပြီ category မှာတစ်ချက်ကြည့်လိုက်မယ်တစ်ချက်ကြည့်လိုက်တဲ့အခါကျမိတ်ဆွေကဘယ်အမျိုးအစားကိုယူချင်တာလဲဆိုတော့အာလူတွေကဘယ်လိုမျိုးအစားကိုစိတ်ဝင်စားမလို့ထင်တာမိတ်ဆွေရဲ့ audience ပေါ့နော်မိတ်ဆွေရဲ့လူတွေကမိတ်ဆွေတွားချမဲ့ဒီ link ကိုချမဲ့လူတွေကဘာမျိုးစားကိုစိတ်ဝင်စားမယ်လို့ထင်တယ်။ game ကိုစိတ်ဝင်စားတာလားဒါမှမဟုတ် 18+ လားဒါမှမဟုတ်လေအာဒီ ဘလို့ပြော knowledge နဲ့ပတ်သက်တာတွေလားအတိပညာနဲ့ပတ်သက်တာတွေကိုစိတ်ဝင်စားတာလားဒါမှမဟုတ်သူတို့က new တည်င်းတွေကိုစိတ်ဝင်စားတာလား crypto နဲ့ပတ်သက်တာတွေကိုစိတ်ဝင်စားတာလားဒါမျိုးတွေမိတ်ဆွေကတိထားရမယ်လိမ့်လာထားရမယ်မလိမ့်လာထားဘူးဆိုလို့ရှိရင်လည်းမိတ်ဆွေစိတ်ဝင်စားတဲ့ဟာတကူကူပေါ့နော်အော်ငါကတော့ကွာဒီ amount ကြီးစိုးနေတဲ့ amount လူသားတွေကိုပဲအလင်းပြမယ်ဆိုပြီးတော့ social black website တွေတွား join ခိုင်းလို့လေဒါကတဘောပဲမိတ်ဆွေတဘောပဲရတယ်ပေါ့နော်ဆိုတော့ မိတ်ဆွေဒီမှာရွေးထားလို့ရတယ်ဒီမှာ dating လာဒါမှမဟုတ်လဲမိတ်ဆွေတို့အာ main ကလေးဆိုလို့ရှင် fashion လာရှိရပေါ့နော် fashion လာဒါမှမဟုတ်ယောက်ျားလေးဆိုလို့ရှင်အာ business လာဒါမှမဟုတ် salary ဖြည့်တဲ့ဟာလာ entertainment လာဖြောဖြည့်ပေါ့နော် entertainment လာဒါမှမဟုတ် sport sport and hobby ဝါဒနာနဲ့အားကစားလာဒါမိတ်ဆွေတို့ဘောပဲကြိုက်တာလို့ကျွန်တော်တို့အကုန်လုံးထားလိုက်တယ်ပေါ့နော်ပြီးရင်ဒီမှာ knowledge အသိပညာလာ book စာအုပ်လာ for anime မိတ်ဆွေတို့ကတလိမ့်ဆန်ချက်တတ်တယ်လူဒါမှမဟုတ်လဲအာခွေးလေးကြောင်လေးချက်တတ်တယ်လူလားဒါမှမဟုတ်အာတခြားအရာလားဒါမှမဟုတ် download အာ software တွေကို download ဆိုတာတချို့ကယောဂတခုလိုဖြစ်နေတဲ့ software ကို download ဆွဲတာလေအာဘယ် software လေးကောင်းတယ်ဆိုတော့ download တာပဲဒီ software ကောင်းတယ် download တာပဲဘာမှမသိတာဘာမှန်းတာမသိတာသူက download လိုက်ရမှချိန်တတ်တာအဲ့လို download ရ download ရတဲ့ယောဂရှိရလူလည်းရှိရပါတော့ software မြင် download ချိန်တော့ဗောဗျာနော်အဲ့လိုအဲ့လိုယောဂရှိရကောင်လည်းရှိရ ဲ့ကြောင့်တော့လာမိတ်ဆွေခဏခဏလင်ကန်ရတာလေးရှိရပါတော့အဲ့တော့နောက်ထပ်အောက်ကိုတစ်ခုပြန်တွားလိုက်တယ်ဆိုလို့ရှိရင်ဒီမှာမိတ်ဆွေတို့က sale sale ဆိုတာရောင်းမလားရောင်းမလားဘာလားပေါ့နော် create create account and active ပေါ့နော်ဒါကြတော့အာ sale ဆိုတာကြတော့ဒီဟာမိတ်ဆွေကမိတ်ဆွေချလိုက်တဲ့ website ကနေမိတ်ဆွေချလိုက်တဲ့ website ကနေလူတယောက်ယောက်ကပစ္စည်းတစ်ခုခုဝယ်တဲ့အခါမှာမိတ်ဆွေကဘာ commission ရတာ တာမမဟုတ်လေအမေဆွေက sign in sign in ဘာမှစိတ်ဟော sorry ကျွန်တော် sign in နဲ့မှာဖတ်တော့ဟောဒီမှာ email smith email smith ဆိုတာကျတော့လူတယောက်ယောက်ကနေပြီးတော့အမေဆွေချလိုက်တဲ့ link ကနေပြီးတော့ email ပို့လိုက်တဲ့အခါမှာအမေဆွေက commission ရနော်ဒါလေးလည်းနည်းနည်းပပတက်ဖက်ပါเนาะ install ဆိုတော့မိတ်ဆွေချလိုက်တဲ့ software ကို install လုပ်လိုက်တဲ့ကမှာမိတ်ဆွေ commission ရမယ် download ဆိုတော့မိတ်ဆွေချလိုက်တဲ့ link ကိုလူတယောက်ယောက်က download ဆွဲတဲ့ကမှာမိတ်ဆွေ download commission ရမယ်ဒါကတော့ open bank account ဒါကတော့ bank account ဖွင့်တဲ့အခါမှာမိတ်ဆွေက commission ရမယ်ဒါက confirm p အာ pen ပေါ့ confirm pen ဆိုတော့ကျွန်တော်တို့ account တစ်ခုခုဖွင့်တဲ့အခါမှာတို့ကုတ်ပြန်ပေးလာတဲ့အဲ့ကုတ်လေးနဲ့ confirm ဖြစ်တဲ့အခါမှာမိတ်ဆွေ commission ရမယ်နော်ပြီးလို့ရှိရင်ဒီမှာ SNL confirm ဒါလေးပဲเนาะဒါလေးကတော့မိတ်ဆွေတို့ကြိုက်တာတော့ရွေးပါကျွန်တော်ကတော့ဒီကောင်လေးရွေးတယ်ဒီကောင်ရွေးတယ်ကျွန်တော်ရွေးလေရွေးထားရှိရပြောတာပါဒီကောင်ရွေးတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ အာဘာလို့လဲဆိုတော့အကောင့်လေးကလွယ်တယ်လေးတော့ပြီးရင် install ရွေးတယ်ဒါလည်းလူရဲစိတ်ဝင်စားဆိုတော့ install လုပ်ကြမှာပဲနောက်ပြီးရင် download ကျွန်တော်ထင်တာပေါ့နော်အဲ့ဒါလေးတွေကတော့လူတွေအနေနဲ့လောက်ရတာတိတ်မခက်တော့ဘူးလို့ကျွန်တော်ထင်တယ်အဲ့ဒီတော့ကျွန်တော်တို့အကောင့်လေးတွေကိုရွေးရပေါ့နော်ရွေးပြီးလို့ရှိရင်ဒီအောက်မှာနိုင်ငံလာပြီနိုင်ငံဆိုတော့ဒီမှာကျွန်တော်တို့ကြိုက်တဲ့နိုင်ငံရှာကျွန်တော်တို့နိုင်ငံရှာကြည့်မယ်ဆိုရင်ဒီမှာရှိရပေါ့နော်ဒီမှာကျွန်တော်တို့နိုင်ငံရှိရ ဒါကိုရွေးရတယ်ဆိုလို့ချင်းကျွန်တော်တို့နိုင်ငံအတွက်ချထားပေးတဲ့ link တွေရှိမယ်ဒီမှာဒီနားမှာပေါ်လာလိမ့်မယ်ကျွန်တော်နိုင်ငံအတွက်ချထားပေးတဲ့ link တွေရှိရဒီမှာနော်ဒါဆိုလို့ချင်းတော့ကျွန်တော်တို့နိုင်ငံအတွက်ချထားပေးတဲ့ link တွေတိတ်တော့မှများအများကြီးတော့မရှိဘူးပြီးတော့ကျွန်တော်တို့နိုင်ငံအတွက်ချထားပေးတဲ့ link တွေထဲမှာ commission ကလည်းတော်တော်လေးနည်းတာကိုတွေ့ရတာပေါ့နော် commission တော်တော်နည်းတယ်ဒီမှာကြည့်တဲ့ ဒါဆိုလို့ချင်းဒီအောက်က၈တက်တမ5ဆိုတော့မိတ်ဆွေရမယ့်ပမာဏကိုပြောတော့မို့ကျွန်တော်တို့ရမှာအပေါ်ကဟာတုံညာတက်တမတုံညာ1ပဲရမှာဒါเนาะဒါလည်းတုံညာတက်တမတုံညာ1ပဲဒါကျွန်တော်တို့နိုင်ငံအတွက်ချပေးတဲ့ကော်မရှင်တွေကတော်တော်နည်းဒါဒါဆိုလို့ချင်းတော့မိတ်ဆွေနှစ်ရမှာပေါ့เนาะနှစ်တက်တမ62ရမှာပေါ့ဒါကကြတော့ဒါတွေကကြတော့ဒါက14ရမယ်ဒါကကြတော့ဘာလဲဆိုတော့အမ် iOS အတွက်တင်တယ် ဒါတော့မိတ်ဆွေကိုပါတော့ကိုနည်းနည်းပါလေး application အကြောင်းနည်းနည်းပါလေ့လာပါတော့ဘယ်လိုလေ့လာရမလဲဆိုတော့ကျွန်တော်ပြမယ်ဆိုတော့မိတ်ဆွေကဒီကောင်ပေါ့ဒီကောင်တစ်ခုခုကိုကျွန်တော်တို့လေ့လာမယ်ဆိုလို့ရှိရင်ဒါလေးကိုနှိပ်လိုက် click နှိပ်လိုက်တယ်ဆိုလို့ရှိရင်သူကဒီမှာ area နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောတာတယ်ဒီမှာ country ပေါ့နော် country ကသူကနိုင်ငံတိုင်းကိုရရတယ်ပေါ့နော်ဒီမှာနောက်တဲ့146နိုင်ငံအောင်နောက်မှာရှိသေးရကျွန်တော်တို့အဲ့ဒါကျွန်တော်တို့ကျွန်တော်တို့နိုင်ငံအတွက်ဒီကောင်ပါလာတာသူက commission ဘယ်လောက်ရလဲဆိုတော့ဒီမှာ commission က CPR နဲ့ CPS ပေါ့နော်အရှိရခါက CPR CPR အတွက်ဆိုလို့ရှိရင်ကော်မရှင်ကအာ0.3ရတ္တမ73ရမယ်ပေါ့နော်73ရမယ်အနောက်က CPS ကကြတော့ဒီကောင်ရမယ်55 55တတ္တမ46 USD ရမယ်ပေါ့နော်ဒါကကြတော့ဒါနဲ့ဒါနဲ့မတူတာပေါ့နော်ဒါနဲ့ဒါနဲ့ဘာကွာလဲဆိုတော့ဒါကကြတော့မိတ်ဆွေရဲ့အာမိတ်ဆွေရဲ့ traffic link ကနေပြီးတော့ဝင်ပြီးတော့ဒီ website ကိုလာလေ့လာတဲ့လူအတွက် ဒါလောက်ရတာဒါလောက်ရတာတကယ်လို့အဲ့ဒီ website ကို account ဖွင့်နေ download ဆွဲတယ်အာ VPN တွေပါဟုတ်ပါဘူးဗာလေ VIP တွေပါလေ VIP တွေပါတွေဝင်လိုက်တယ်ဘောနော်တယောက်ယောက်ကအဲ့လိုမျိုးဝင်လိုက်တယ်ဆိုမိတ်ဆွေကဒါလောက်လောက်ရမှာဒါကိုပြောချင်တာเนาะသူကအဲ့တော့ဒါကအခုကျွန်တော်ပြောပြတော့တာကဒီဟိုဟာဘောနော် Affiliate Program ဆိုတာဘယ်လိုလုပ်လို့လဲဘယ်လို join လဲဆိုတာကိုကျွန်တော်ပြောပြပေးတာအာပြီးတော့ join လို့ရတဲ့ platform တစ်ခုကိုကျွန်တော်ပြပေးတာမိတ်ဆွေတို့နမူနာပြပေးတာပေါ့နော်ဒါမိတ်ဆွေတို့လုတ်ကြည့်ချင်တယ်ဆိုဆမ်းပြီးတော့လုတ်ကြည့်ပါနိုင်ငံအနေနဲ့ကတော့ကျွန်တော်ကကျွန်တော်တို့ရဲ့လက်ရှိနိုင်ငံကိုအားရောမပေးချင်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာကော်မရှင်ခတွေဒါအနေနဲ့အာပတ်စံရတာလည်းဒါအနေနဲ့ပေါ့နော်။အဲဒီတော့မိတ်ဆွေတို့ဘာလို့ရမလဲဆိုတော့ဒီကနေပြီးတော့ဈေးနှုန်းနည်းနည်းများတဲ့နိုင်ငံတွေလာရွေးရတခြားနိုင်ငံတွေ US တို့ UK တို့တာဂတ်ထားဒါကျွန်တော်ခဏခဏပြောတယ်အဲ့ဒီနိုင်ငံတွေကကြတော့ငွေရတာများတယ်သူတို့ရှိရ1 click က1ဒေါ်လာနဲ့ညီများတယ်ဗောနော်အဲ့ကြောင့်မလို့သူတို့ရှိမှာဆိုလို့ရှိရင်တော်တော်လေးများများရတယ်ဒီမှာကြည့်ဒီကောင်လို့ဆိုလို့ရှိရင် commission ခါးကြီးတို့ပဲ10ချက်ပေးထားတယ်တွေ့လားဒေါ်လာ10နဲ့ပေးထားဒီကောင်ဆိုလဲ6ဒေါ်လာပေးထားတယ်နော်ဟမ်တချို့ကရောနည်းတယ်ဒီကောင်ဆို3.60ရာခိုင်နှုန်းတို့ကတချို့ကရာခိုင်နှုန်းနဲ့ပေးတယ်နော် တချို့ရာခိုင်နှုန်းနဲ့ပေးတယ်တချို့ကကြရော့ဘလောက်ဆိုပြီးပတ်ဆိုင်ဈေးနှုန်းတက်မှတ်ထားပြီးပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်၅ချက်ဒါဆိုလည်း၅ချက်ပေါ့နော်ဒါတွေကနိုင်ငံနိုင်ငံတွေပေါ်မှာမူတည်ပြီးတော့သူတို့ပေးတဲ့ commission ဈေးနှုန်းတွေလည်းကွာခြားထားရတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့စမ်းကြည့်ချင်တယ်ဆိုရင်စမ်းကြည့်လို့ရပါတယ်ဒါကကျွန်တော် sharing လုပ်ပေးတာပါတကယ်လုံးမတကယ်ရမယ့်အတွက်ပါအာဒါပဲ